ဇလန်းဆမှာတော့1992ခုနှစ်လူသွားလူလာများတဲ့လမ်းတစ်ခုမှာမျက်လုံးအုပ်ထားတဲ့ကောင်လေးကသူ့မိရဲ့အင်ဂျီစာကိုကင်ပြီးလမ်းလျှောက်နေခဲ့ပါတယ်။အဲဒီအချိန်ကောင်လေးကချော်လဲသွားပြီးခြေထုတစ်ဖက်တက်ထားတာကိုတွေ့လိုက်ရတယ်။ကောင်လေးကမျက်လုံးအုပ်ထားတာကိုဖယ်ဖို့လုပ်နေတော့သူ့မိကစိုးရင်တကြီးနဲ့လှမ်းတားလိုက်တယ်။နောက်ဆက်ဝန်ခံတစ်ခုမှာတော့ကောင်လေးကိုထမင်းကျွေးနေရင်မျက်လုံးကိုအမြဲအုပ်ထားရမယ်ဆိုပြီးသူ့မိကမှားနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲမိသားစုကိုအမြဲရိုက်နှက်တတ်တဲ့ကောင်လေးရဲ့အဖေကရောက်လာပြီးရိုက်နှက်ခဲ့တယ်။ သူ့မိရိုင်းနှက်ခံနေရတာကိုကြားပြီးဒေါသထွက်လာတဲ့ကောင်လေးကမျက်လုံးကိုဖယ်ဖို့လုပ်နေတာကိုသူ့မိကလှမ်းထားလိုက်ပြီးမဲ့ကောင်လေးကဖယ်လိုက်တယ်။ဖယ်လိုက်တာနဲ့တပြိုင်တည်းကောင်လေးမိဘနှစ်ဦးလုံးနားထဲကသွေးတွေစီးကျလာပြီးထူးဆန်းစွာရက်တန့်နေခဲ့ပါတယ်။အဲနောက်ကောင်လေးကသူ့ဖေကိုထိန်းချုပ်ပြီးလူသားလူလာများတဲ့လမ်းပေါ်ခေါ်သွားကကိုယ့်လက်ပင်ကိုလိန်ချိုးခိုင်းပြီးတက်ပစ်လိုက်တယ်။ကောင်လေးမိလည်းထူးဆန်းတဲ့အဆွမ်းရှိတဲ့သူ့သားကိုထိန်းလန်းကြောင်းရွံ့ပြီးကောင်လေးကိုတတ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ကောင်းလေးကမျက်လုံးအုပ်ထားတာကိုဖယ်နိုင်ခဲ့ပြီးသူ့မိကိုစိုက်ကြည့်ထိန်ချုပ်ကရတန်းခဲ့ပါတယ်။သူ့ကိုအမြဲကယူဆိုင်ပြုစုပေးခဲ့တဲ့သူ့မိကိုတော့မတက်ဖဲစိတ်နာပြီးတယောက်တည်းရက်တီဖို့အတွက်ထွက်လာခဲ့တယ်။ဒီလိုနဲ့2010ခုနှစ်ကိုရောက်လာတဲ့အခါမှာတော့ဟိုတယ်တစ်ခုမှာငွေပုံလိုက်ပေးပြီးခန်းကားနေတဲ့လူတယောက်ကိုတွေ့ရပါတယ်။ဟုတ်ပါတယ်။သူကလူတွေကိုမျက်လုံးနဲ့ထိန်ချုပ်နိုင်တဲ့ချိုးဝင်ဖြစ်ပါတယ်။ နောက်ဆက်ဝင်ငန်းမှာတော့ဂျူနန်ကကားဟောင်းဖြတ်စီးတဲ့ကားသင်းကြိုင်းမှာအလုံးလုံးနေပြီးမောင်ဖြူနဲ့မောင်မဲဆိုတဲ့တငယ်ချင်းညောင်းနဲ့ဘဝကိုအေးဆေးဖြတ်တန်းနေခဲ့ပါတယ်။တရက်မှာတော့ဂျူနန်မွေးနေ့မှာရှောက်လေပြီးအပြန်ကားတိုက်ခံလိုက်ရပါတယ်။တမန်လူတွေဆိုရင်၃လလောက်ဆေးရုံတက်ရပေမဲ့ဂျူနန်ကတော့၃ရက်တွင်ထူးဆန်းစွာပြန်ကောင်းသွားခဲ့ပါတယ်။ကန်ဆုံးမသွားရမိုးလိုက်လို့ရွာဆိုသလိုကားတိုက်ခံရလို့ဆေးရုံတက်နေတဲ့ချိန်မှာပဲအလုံးထုတ်ခံလိုက်ရပါတယ်။ဒါနဲ့ဂျူနန်လည်းစေယုံကစင်းတော့အလौရှာရင်အပေါင်းတိုင်းတစ်ခုမှအလौခေါ်တာတွေ့လို့သွားလျှောက်ခဲ့ပါတယ် ။ဘာပြစ်မှုမှတ်တမ်းမှမရှိဘဲယူသားကြိုးစားတဲ့ဂျူနန်ကိုတတိကသဘောကျပြီးနောက်နေ့ကစပြီးအလုပ်စင်းမှုပြောလိုက်ပါတယ်။အဲနောက်တတိကသူ့စီမှာ CCTV လက်တက်ထားတယ်။စရင်တွေလည်းတီးချမှတ်ထားရတဲ့နဲ့ပတ်စံတွေကမျက်စိရှိနေပျောက်ပျောက်သွားတယ်လို့ပြောနေတော့တတိရဲ့သမီးရောင်းစုရောက်လာလို့မိတ်ဆက်ပေးလိုက်ပါတယ်။တရက်မှာတော့ဂျူနန်ရဲ့တငယ်ချင်းနှစ်ယောက်ဖြစ်တဲ့မောင်ဖြူနဲ့မောင်မဲကဂျူနန်အလုပ်ကိုလာလဲပြီးစကားပြောနေတဲ့အချိန်မှာချိုရင်ကပတ်စံတွေကိုခိုးယူဖို့ရောက်လာခဲ့တယ် ချိုရင်ကဝင်လာတာနဲ့အားလုံးကိုထိန်းချုပ်ရက်တန်းလိုက်ပြီးတထဲကိုပတ်စံထုတ်ပြီးဘူးထိန်းချုပ်ပြီးစေခိုင်းလိုက်တယ်။အဲဒီချိန်မှာပဲထိန်းချုပ်မှုအောက်ကနေလွတ်ဖို့ကြိုးစားပြီးတဖြည်းဖြည်းလှုပ်နေတဲ့ဂျူနန်ကိုတွေ့လိုက်ရတယ်။ချိုရင်လည်းအားကုန်သုံးပြီးထိန်းချုပ်ဖို့ကြိုးစားပေမဲ့ဂျူနန်ကထိန်းချုပ်မှုအောက်ကလုံးဝလွတ်သွားတဲ့အခါမှာဘေးမှာရှိတဲ့မောင်ဖြူနဲ့မောင်မဲကိုဂျူနန်ကိုချုပ်ထားခိုင်းလိုက်ပြီးတထဲသမီးရောင်းစုပ်ကိုစိတ်နဲ့ထိန်းချုပ်ကဂျူနန်ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။ ဓာတ်နဲ့ထိုးခန့်လိုက်ရပေမဲ့ဂျူနန်ကတိုက်ခိုက်ဖို့လုပ်တဲ့အခါတထေးကိုထိန်းချုပ်ပြီးကျင်းဆက်နဲ့လမ်းထိုးခိုင်းလိုက်ပေမဲ့တထေးရဲ့ကောင်းကတန်တန်နဲ့ညက်သွားခဲ့တယ်။ဓာတ်နဲ့ဂျူနန်လည်းချိုးအင်ကိုတိုက်ခိုက်ပြီးတထေးကိုကယ်ဖို့လုပ်ပေမဲ့လက်ထဲကင်ထားတဲ့ကျင်းဆက်နဲ့အထိုးခံလိုက်ရပြီးမေးလဲသွားတဲ့နောက်ချိုးရင်လည်းထွက်ပြေးသွားခဲ့ပါတယ်။ဂျူနန်သတိရလာတော့ဆေးရုံကိုရောက်နေပေမဲ့တထေးကိုတော့မကယ်လိုက်နိုင်ပဲဆုံးသွားခဲ့တယ်။ချိုးရင်လည်းဂျူနန်ကိုမထိန်းချုပ်နိုင်တာသူ့စွမ်းနေကြသွားလို့လားဆိုပြီးဟိုတယ်ပြန်ရောက်လာတော့ ညနေချင်းဆိုင်တိုက်ကလူအလုံးကိုထိမ့်ချုပ်ပြီးသူ့စွမ်းတွေကိုပြန်ဆန်းစစ်နေခဲ့တယ်။သူ့စွမ်းတွေကဂျူနန်တယောက်တည်းပေါ်မှာအလုံးမလုတာကိုတီသွားခဲ့တယ်။ဂျူနန်တို့တငယ်ချင်း၃ယောက်လည်းအပေါင်းဆိုင်ကိုပြန်ခိုးဝင်ပြီး CCTV မှတ်တမ်းကိုကြည့်ပြီးနောက်ချိုဝင်ကလူတွေကိုထိမ့်ချုပ်နိုင်မှန်းတီသွားခဲ့ကြတယ်။အဲ့ဒီချိန်မှာပဲ CCTV ရှိမှန်းတရီထားခဲ့မိတဲ့ချိုဝင်လည်းအပေါင်းဆိုင်ကိုပြန်ရောက်လာခဲ့တယ်။ဂျူနန်တို့လည်းထွက်ပြေးရင် CCTV ရေကော့ကြံခဲ့လို့ဂျူနန်ကပြန်ယူရင်ချိုဝင်က တတိုင်လုံးကလူတွေကိုထိန်းချုပ်ပြီးဂျူနန်ကိုဖမ်းဖို့ကြိုးစားခဲ့တယ်။ဂျူနန်ကလွတ်အောင်ထွက်ပြေးနိုင်ခဲ့ပြီးချိုရင်တယောက်ထဲလိုက်လာတာကိုတွေ့တော့ဘေးမှာထိန်းချုပ်ဖို့လူမရှိရင်ဘာမှမတတ်နိုင်တဲ့ချိုရင်ကိုချောင်းပိတ်ပြီးပြန်လည်ဖမ်းဖို့ကြိုးစားခဲ့တယ်။အဲ့ချိန်ဘေးနားရောက်လာတဲ့လူ၃ယောက်ကိုထိန်းချုပ်ပြီးဂျူနန်ကိုတတ်ဖို့လုပ်နေချိန်မှာပဲကျင်စမ်းနဲ့ထိုးပြီးဖမ်းနိုင်ခဲ့တယ်။အဲ့နောက်ချိုရင်ရဲ့ကောင်းကိုပလတ်စတစ်အမဲရောင်ဆုပ်ပြီးရဲစခန်းကို CCTV တပ်သိတဲ့ကွာသွားပို့ခဲ့တယ်။ ရဲတွေကိုချိုးရင်ရမျက်လုံးနဲ့လူတွေကိုထိန်းချုပ်နိုင်တယ်လို့ပြောတဲ့အခါဂျူနန်ကိုဆေးသုံးထားတာလားအရက်တောက်ထားတာဆိုပြီးထင်နေကြတယ်။ရဲတယောက်က CCTV ရောကွာမှာပါတာကနည်းနည်းထူးဆန်းနေတယ်ပြောပေမဲ့မယုံတဲ့ရဲကချိုးရင်ကောင်းမှဆွထားတဲ့ပလတ်စတစ်ကိုချွတ်ပေးလိုက်ပါတယ်။ပလတ်စတစ်ကိုဖယ်လိုက်တာနဲ့ချိုးရင်လည်းရဲတွေကိုထိန်းချုပ်ကဂျူနန်ကိုတိုက်ခိုက်ခိုင်းပြီးထွက်ပြေးခဲ့တယ်။ပြေးနဲ့ယထာဘုဒ္ဓရဲရောက်တော့ယထာဘုဒ္ဓယုံထဲကလူတွေကိုထိန်းချုပ်ပြီးဂျူနန်ကိုဖမ်းဖို့စူးစမ်းတယ် လူတွေအများကြီးဝိုင်းဖမ်းထုတ်တာတောင်တံမာတဲ့ဂျူနန်ကလွတ်အောင်ယုံထွက်နိုင်ခဲ့ပါတယ်။ဒါနဲ့ချုံရင်လည်းကလေးမိတယောက်ကိုလက်ထက်ရကလေးကိုရထားလမ်းပေါ်လွှတ်ပစ်ခိုင်းလိုက်တယ်။ကလေးကိုပြေးခဲ့တဲ့ဂျူနန်လည်းရထားနဲ့ပုတ်တိုက်မိပြီးတံရကြီးကျယ်ရသွားပါတယ်။သွေးတွေအရန်ထက်နေတဲ့ဂျူနန်နားကိုချုံရင်ရောက်လာပြီးမင်းသားအစာထဲကငိမ့်ငိမ့်လေးနေဒီလိုတွေဖြစ်မလာဘူးလို့ပြောခဲ့တယ်။ဂျူနန်ငိမ့်သက်သွားတော့နှလုံးခုန်နဲ့နားထောင်ကြည့်ပြီးသေပြီးဆိုပြီးထွက်သွားခဲ့တယ်။ ိုက်ချိန်မှာပဲဂျူနန်နဲ့ချူဝင်ပေါင်းပြီးရဲစခန်းမှာတနက်ဝင်လူသွားတယ်လို့ရဲတွေကထင်မှားပြီးတင်းထုတ်ပြန်ပါတယ်။ချူဝင်ဟိုတယ်ခန်းကိုပြန်ရောက်တော့ဆုံနောက်တွေရောက်နေကြတာကိုတွေ့လိုက်ရတော့အကုန်လုံးကိုတပ်ပစ်လိုက်တယ်။ဂျူနန်ကမသိပဲအရင်ကသူ့လှုပ်လှုပ်တဲ့ကားဖြတ်စီးတဲ့ကားသင်းကြီးမှာသူ့တငယ်ချင်းမောင်ဖြူနဲ့မောင်မဲကိုသွားတွေ့ခဲ့တယ်။မောင်ဖြူကမင်းပါလို့တိုက်ခိုက်နေတာလေဒီတိုင်းနေလိုက်လဲရတာပဲကွာလို့ပြောတယ်။ဂျူနန်ကဒါငါ့ရဲ့ကံကြမ္မာပဲလို့ပြန်ဖြေလိုက်ပါတယ်။ ဟုတ်ပါတယ်ဂျူနန်ရဲ့မာကျော်မှုနဲ့တာမာမှုတွေကသူ့ရဲ့လူတွေကိုကူညီခြင်းနဲ့ပြင်းပြတဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတာပါမာဖူးနဲ့မောင်မဲလည်းကူညီဖို့ဆုံးဖြတ်လိုက်ပြီးချုံရင်ငွေလိုက်ယူတတ်တဲ့အပေါင်းဆိုင်တွေမှာလိုက်ဆောင်ဆန်းကြပါတယ်ဂျူနန်တို့တငယ်ချင်း၃ယောက်အပေါင်းဆိုင်တွေမှာလိုက်ဆောင်ဆန်းပေမဲ့ချုံရင်ကဗန်မာလူတွေကိုထိန်းချုပ်ပြီးပတ်စံယူနေတာဖြစ်တဲ့အတွက်ဗာဇင်းမမရဖြစ်နေခဲ့တယ်ဒါနဲ့ဂျူနန်တို့၃ယောက်လည်းချုံရင်ကိုဖမ်းဖို့အတွက်စီစဉ်ကြပါတယ် ညံကောင်းတဲ့မောင်ဖြူကဂျူနန်ရဲစခန်းကယူလာတဲ့တနတ်ကိုပြစ်လိုက်ရင်အလင်းတွေဖျားထွက်ပြီးမျက်လုံးခဏကန်းသွားစေတဲ့တနတ်ဖြစ်ပြောင်းလိုက်ပါတယ်။ဆုံနောက်တွေကချိုးရင်အမေအိမ်ကိုတွားရောက်ဆုံဆန်းနေကြပါတယ်။အဲ့ချိန်ချိုးရင်ရောက်လာပြီးအကုန်လုံးကိုထိန်းချုပ်ကသူ့အမေဘေးမှာပတ်စံရိတ်ထားခဲ့ပြီးဆုံနောက်တွေအကုန်လုံးကိုအိမ်ပြင်ခေါ်ထုတ်သွားပြီးရေမြောင်းထဲကိုခုံချခိုင်းခဲ့ပါတယ်။ဂျူနန်တို့တငယ်ချင်း၃ယောက်ချိုးရင်ကိုလိုက်ရှာနေတော့ချိုးရင်ကအရင်တွေ့သွားပြီး မောင်မဲကိုထိန်းချုပ်ကဘေးကကားမောင်းနေတဲ့မောင်ဖြူကိုအလင်းတနက်နဲ့ပြစ်ဖို့လှောက်ခိုင်းချိန်မှာပဲယူနန်နိုပြီးတားနိုင်လိုက်ခဲ့ပါတယ်။ အဲ့နောက်ချိုးဝင်ပြေးဝင်သွားတဲ့တိုက်ထဲလိုက်ဖမ်းတဲ့အခါတိုက်ထဲကလူတွေကိုထိန်းချုပ်ပြီးမင်းကြောင့်ဒီလူတွေတေးရတာဆိုပြီးတယောက်ပြီးတယောက်ခုန်ချကိုင်းကဂျူနန်ကိုစိတ်ချုပ်ထွေးအောင်လုပ်ပြီးထွက်ပြေးခဲ့တယ်။မောင်ဖြူနဲ့မောင်မဲကထွက်ပြေးလာတဲ့ချိုးဝင်ကိုအလင်းတနက်နဲ့ပြစ်ပြီးတိုက်ခိုက်ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒါနဲ့မောင်ဖြူနဲ့မောင်မဲကမျက်လုံးအုပ်ထားရင်မထိန်းချုပ်နိုင်ဘူးထင်ပြီးအတင်းဝင်လုံးတဲ့အခါသူတို့အထင်ကလွဲနေပြီးသူတို့ကိုပါထိန်းချုပ်လိုက်ပါတယ်။ ဂျူနန်လည်းသူ့တငယ်ချင်းတွေရဲ့ပစ္စည်းတွေသာကြံခဲ့ပြီးမတွေ့တော့လို့စိတ်ပူပြီးလိုက်ရှာခဲ့ပါတယ်။စိတ်ညစ်ညစ်နဲ့အပေါင်းဆိုင်ကိုပြန်လာတော့လေဘင်းမှာကြိုးကွင်းဆိုးရက်နဲ့တငယ်ချင်းတွေကိုတွေ့လိုက်ရလို့ပြေးခဲ့ဖို့လုပ်ပြင်မဲ့နောက်ကခေါင်းကိုရိုက်ခန့်လိုက်ရပြီးမိလဲသွားခဲ့တယ်။ တတိယလာတော့ချိုရင်ကသူ့ကိုကြိုးကွင်းဆွတ်ထားပါတယ်။ဂျူနန်လည်းတငယ်ချင်းတွေကိုမတက်ဖို့တောင်းခံခဲ့တယ်။ဒါပေမဲ့ချိုရင်ကသူတို့သုံးယောက်လုံးအောက်ကခုံတွေကိုဖယ်ပြီးထွက်သွားပါတယ်။သုံးယောက်လုံးတည်တော့မဲ့ချင်းတွေမှာဂျူနန်ကထုတ်တန်းပေါ်ကဒါကိုမြင်လိုက်ပြီးကြောက်အောင်လုပ်ကလွတ်အောင်လုံနိုင်ခဲ့တယ်။တငယ်ချင်းတွေကိုပြေးခဲ့ခဲ့ပေမဲ့နှစ်ယောက်လုံးကိုမမိလိုက်ပါဘူး။နာကြီးသောသားထွက်စွာအော်ဟစ်ပြီးထိုးလိုက်တဲ့ဒါကချွေပြားကိုပါဖောက်ထွက်သွားခဲ့တယ်။ချိုရင်နောက်ကိုပြေးလိုက်တဲ့အချိန်မှာတော့ တိုက်ခန်းကိုပြန်လာတဲ့ရောင်စုကိုပါခေါ်ပြီးထွက်သွားတာကိုမြင်လိုက်ရတယ်။ဂျူနန်လည်းအနောက်ကကားမောင်းမိလိုက်တဲ့အခါတခြားကားမောင်းတဲ့သူတွေကိုထိန်းချုပ်ပြီးဂျူနန်ကားကိုဝင်တိုက်ခိုင်းတယ်။အဲနောက်ချူရင်လည်းစွမ်းသုံးနာများသွားပြီးမျလုံးတွေပြားကလမ်းဘေးမှာရပ်ထားတဲ့ကားကိုဝင်တိုက်မိပြီးရပ်သွားပါတယ်။ဂျူနန်မိလာအကန်နီးမှာတော့မိပွားကကားတွေအကုန်လုံးကိုထိန်းချုပ်ကဝင်တိုက်ခိုင်းခဲ့တယ်။ဂျူနန်ဘလုံးမမလွတ်နိုင်တော့တဲ့အချိန်မှာတကယ်ချင်းနှောင်းရဲ့ပုံရိပ်ကပေါ်လာပြီးကားပေါ်ကခလုတ်တစ်ခုကိုလက်ညှိုးထိုးပြနေလို့ ိတ်လိုက်တဲ့အခါမှာတော့နိုင်ထိုခြင်းဖြစ်နေပြီးအားလုံးကိုကြော်ဖြတ်နိုင်ခဲ့တယ်အဲ့နောက်မှာတော့ရောင်းစုပ်ကိုတစားကန်လှုပ်ပြီးဂျူနန်ကိုတနက်နဲ့ပြစ်တတ်ဖို့လုံနေချိန်မှာပဲဂျူနန်ကမင်းကဘာလုပ်လဲလို့ချိုးရင်ကိုမေးလိုက်ပါတယ်ငငယ်တဲကမိဘတွေရဲ့တပ်ဖို့စူးစမ်းခြင်းခံရပြီးကိုကိုဘာမှန်းတော့မသိတော့တဲ့ချိုးရင်ကခဏတွေ့ဝေသွားခဲ့ပါတယ်ဂျူနန်လည်းရတဲ့ခွင့်ရီကိုတုံးချပြီးတယောက်ကိုချိုးရင်ကိုခေါ်ပြီးသူခုံချလိုက်ပါတယ်ခုံချလိုက်တဲ့ဂျူနန်ကတော့အသက်ပြင်းပြီးမသေးပေမဲ့ချိုးရင်ကတော့ဆုံးသက်သွားခဲ့ပါတယ် နောက်ဆုံးဇာဝင်ခံမှာတော့တည်ဆုံးသွားတဲ့အဖေရဲ့နှစ်ပတ်လည်ကိုသွားလည်မယ်ရောင်းစုပ်ကိုတကူလုံးကြောတည်ပြီးမလှုံနိုင်တဲ့ဂျူနန်ကလာနှုတ်ဆက်ပါတယ်အဲ့ချိန်ရထားတန်လန်ပေါ်မှာကလေးတယောက်လဲနေပြီးဘယ်သူမှမကယ်နိုင်တော့တဲ့အချိန်မှာဂျူနန်ကကယ်ကျင်တဲ့စိတ်နဲ့ပြင်းပြစွာအော်ဟစ်ရုန်းကန်လိုက်ပါတယ်။အဲ့နောက်ဘူတာယုံတဲ့ကလူအလုံးကရထားတိုင်းမိသွားပြီးထင်နေချိန်မှာပဲရထားတန်လန်တစ်ဖက်မှာကလေးကိုပိုက်ထားတဲ့ဂျူနန်ကိုရောက်စုတ်ကမြင်ပြီးပျော်ရှင်စွာရေမောရင်ဇလန်းလေးလည်းပြီးသွားခဲ့ပါတယ်။